SK Story ကိုအားပေးနေကြပေးသည်များအားလုံးပဲမင်္ဂလာပါခင်ဗျာ SK Story ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နမဲကျော် James Bond 007ရုပ်ရှင်နေတဲ့က2015ခုနှစ်မှာထွက်ရှိထားခဲ့တဲ့ Spectre လို့ခေါ်တဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်ခင်ဗျာအရင်ပိုင်းမှာတော့ Saver ကိုဘုန်းကအနိုင်ယူခဲ့ပြီးတဲ့နောက်မှာ Saver တက်ပို့ပြီးတော့အင်အားကြီးတဲ့လူတယောက်ပေါ်လာခဲ့ပါတယ်သူကအရန်ကိုအန်နေများတဲ့လူတယောက်လည်းဖြစ်ပါတယ် အဲ့လူကလိုက်လံရှာဖွေပြီးတော့အမြင့်ဖြတ်ဖို့မလုပ်ဘူးဆိုရင်ဒီကဘာကြီးကအယံအုံမှရှုပ်ထွေးသွားနိုင်ပါတယ်။နောက်ဆုံးမှဘုန်းကအဲ့တာဝန်ကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာမလားဆိုတာကိုတော့ကျွန်ရဲ့တူတူလိုက်ပါခံစားကြည့်လိုက်ကြအောင်ပါခင်ဗျ။ဟုတ်ကဲ့ပါကျွန်တော်က SK Story ကနေပြီးတော့တင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါတယ်။ ီဇလန်းကိုတော့မက္ကဆီကိုမြို့ကနေပြီးတော့စတင်ထားပြီးအဲ့ဒီအချိန်မှာမြို့ထဲမှာရှိနေတဲ့လူတွေက Devil the Dead ပွဲတော်ကိုဆင်တွဲနေကြပါတယ်။ဘုန်းကတော့မိမလာလေးတယောက်ကိုခေါ်ပြီးတော့အဲ့ဒီကိုယောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်အခန်းထဲကိုအတူတူတက်သွားတဲ့အချိန်မှာဘုန်းကခဏလောက်အပြင်ကိုထွက်မယ်လို့ပြောပါတယ်။ပြီးတော့သူကဝေစားလေးပြီးသူ့ရဲ့လက်နက်ကိုပါယူသွားပါသေးတယ်။အဲ့ဒီနောက်ဘုန်းကသူသွားမယ့်နေရာကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာသူကဒဇုံတယောက်ကိုစောင့်ပြီးတော့ရှင်းပြဖို့လုပ်နေရပါဘုန်းကလူတစုစကားပြောနေတာကိုချောင်းသားထောင်နေပါတယ်။ ဘုံရဲ့ပြင်မကတော့တခုခုကိုလဲလှယ်နေတဲ့ပုံရပါတယ်။သူတို့စကားပြောနေတော့မှလူတယောက်ကဘုံကိုတွေ့သွားပြီးရိတ်မိသွားတဲ့အချိန်မှာနောက်ကျသွားပါပြီ။ဘာလို့လဲဆိုတော့ဘုံကလက်ဦးမှုယူပြီးတော့လူတွေကိုအကုန်လုံးပစ်တက်လိုက်ပါတယ်။ဒါမဲ့ဘုံရဲ့ပြင်မဖြစ်တဲ့လူတယောက်ပဲကြံပါတော့တယ်။ဘုံထပ်ပစ်ခတ်လိုက်တဲ့အချိန်မှာလူတွေလဲလှယ်နေတဲ့အိတ်ကိုသွားပြီးတော့မှန်ပါတယ်။အဲဒီအိတ်ကတော့ဘုံဖြစ်နေရကြောင်းမလို့တခါတည်းပောက်ကွဲမှုကြီးဖြစ်သွားခဲ့ပါတယ်။အဲဒီပောက်ကွဲမှုကြောင့်မလို့ဘုံရှိတဲ့အဆောက်အအုံကိုပါထိခိုက်သွားခဲ့ပါတယ်။ အရင်တော့မှတော့ဘုံလေးပဲအသက်ဘေးကနေပြီးတော့လွတ်မြောက်အောင်ပြေးထွက်လာခဲ့ရပါတယ်။ကံကောထောင်းမစွာနေပဲဘုံကအဆောင်အုံပြိုကျတဲ့အထဲကနေပြီးတော့လွတ်မြောက်လာခဲ့ပါတယ်။သူ့ရဲ့ပြစ်မှတ်ကလည်းမတည်သေးပါဘူး။ဘုံကအဲ့ဒါကိုမြင်တော့လူကြားတွေကိုလိုက်သွားပြီးတော့အဲ့ဒီလူကိုဖမ်းဖို့တက်စ조사ပါတယ်။ဘုံကအဲ့ဒီလူနောက်ကိုလိုက်ပြီးတော့ဖမ်းနေတော့မှဘုံရဲ့ပြစ်မှတ်ကပွဲတော်ဆင်နွှဲနေတဲ့လူအုပ်ထဲကနေဟယ်လီကော်ပတာနဲ့သူ့ကိုလာခေါ်ဖို့သူ့ရဲ့လူတွေကိုဖုန်းဆက်လိုက်ပါတယ်။မကြခင်မှာပဲသူဖုန်းဆက်ခေါ်ထားတဲ့ရဟတ်ရင်ရောက်လာခဲ့ပါတယ်။ လူအများကြီးရှိနေတာကိုတော့မမှုပဲနဲ့အဲ့ဒီလူကရဟိန်ဘောကိုတက်သွားတဲ့အချိန်မှာဘုံကအနောက်ကနေလိုက်လာပြီးတော့သူ့ရဲ့လက်ပါစီတွေကိုရှင်းလိုက်ပါတယ်ပြီးတော့ဘုံကလည်းပဲရဟိန်ဘောကိုခုံတက်လိုက်ပါတယ်သူတို့တွေရဟိန်ဘောမှာထိုးကြကြိတ်ကြရင်လည်းခဏလောက်ယုံရင်စံခတ်ဖြစ်ကြပါတယ်အောက်မှာရှိတဲ့လူတွေကဖြစ်ပြက်နေရတယ်ကိုကြောက်လန့်တကြားနဲ့ကြည့်နေကြပါတယ်ဘုံကသူ့ရဲ့ပြစ်မှတ်ကိုထိုးလိုက်ပြီးတော့လက်ကိုဖမ်းလိုက်ကအဲ့လူရဲ့လက်စကိုချွတ်ယူလိုက်ပါတယ်ခဏအကြာမှာပဲအဲ့လူကိုဘုံကရဟိန်ဘောကနေပြီးတော့ကန်ချလိုက်နိုင်ခဲ့ပါတယ် အဲဒီနောက်မှာတော့ဘုံကရဟယင်ကိုမောင်းနေတဲ့လေရင်မှုကိုရှင်းလိုက်ပြီးချိန်မှာရဟယင်ကအောက်ကိုထိုးဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့ဘုံကရဟယင်ကိုအချိန်မီပုံမှန်အတိုင်းပြန်ဖြစ်အောင်ပြန်ပြီးတော့ထိန်းလိုက်နိုင်ခဲ့ပါတယ်။ဘုံကအဲဒီကိစ္စကိုပြီးအောင်လုပ်ပြီးခဲ့တဲ့နောက်မှာရဟယင်ကိုမောင်းပြီးတော့ဆက်စင်းပဲပြန်သွားပါတယ်။မက္ဆီကိုမှာဖြစ်တဲ့ရှုပ်ထွေးမှုကပြီးသွားတဲ့နောက်မှာအမ်အစ်ဖြစ်တဲ့မဲလိုရီကဘုံကိုလာထွေးဖို့တက်ခေါ်လိုက်ပါတယ်။ဘုံမက္ဆီကိုမှာလုပ်ခဲ့တဲ့ကိစ္စကနိုင်ငံတကာလုံခြုံရေးကိုချိုးဖောက်တဲ့ကိစ္စဖြစ်နေပါတယ်တဲ့။ အဲ့ဒါကြောင့် M ကဘုံကဘာလို့အဲ့လိုမျိုးလုပ်ခဲ့ရလဲဆိုတာကိုသိကြနေပါ ರೀ ။ဒါမဲ့ဘုံကမသိကြအောင်ဆောင်ပြီးတော့အကြောင်းပြချက်ကိုလည်းမပြောပါဘူး။အခုချိန်မှာ MI6 ကအရင်ပိုင်းကကိစ္စရဲ့အကြောင်းမလို့အချိန်ဒီမကောင်းဖြစ်နေတာပါ။သူတို့ကိုအစိုးရကအထူးဆောင်ကြည့်နေကြပြီးတော့00 agent အစီအစဉ်ကိုပိတ်ဖို့အတွက်စူးစမ်းနေပါ ರೀ ။အဲ့ဒီအချိန်ကြီးရှိနေပေမဲ့လည်းဘုံကသူ့ရဲ့အကြောင်းပြချက်အမှန်ကိုအခုထိမပြောပါဘူး။ နောက်ဆုံးမှာ M ကဘုံကိုမထိန်ချုံနိုင်လို့တဲ့အတွက်007ရဲ့စစ်စီအားလုံးကိုအကန့်အသတ်မရှိအလုံနာခိုင်းလိုက်ပါတယ်။အဲဒီမှာပဲ Bad Damn Bee ဆိုတဲ့ပူပေါင်းလုံခြုံရေးအဖွဲ့အမှုကအခန်းလေးကိုရောက်လာပါတယ်။ M က Max နဲ့ဘုံကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒါမဲ့ဘုံကတော့အဲ့လူကိုတိတ်ပြီးတော့ရိုသေခြင်းနဲ့ပုံမပေါ်ပါဘူး။ပြီးတော့သူကပူပေါင်းလုံခြုံရေးအဖွဲ့အမှုကိုစီးလို့နာမည်ပြောင်းပေးပြီးတော့ခေါ်လိုက်ပါတယ်။အဲ့နောက်မှာတော့ဘုံကရုံးခန်းလေးကနေထွက်လာတဲ့အချိန်မှာအရင်ပိုင်းက Agent မလေး Eve ကတခုခုယူလာပေးပါတယ်။ ဒါမဲ့လေဘုံကအဲ့ဒီပစ္စည်းကိုည9နာရီမှာသူ့ရဲ့အခန်းထဲကို လာပို့ခန်းလိုက်ပါရီအဲ့ဒီအချိန်ကိုရောက်တော့ if ကလာတွေ့ရပါရီ agent 007နဲ့ပြန်တွေ့ရတဲ့အချိန်မှာ if ကဘုံလုံနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သတိပေးပါရီဒါပေမဲ့ဘုံမှာအရေးကြီးတဲ့ကိစ္စတစ်ခုခုရှိမယ်ဆိုတာ if ကသိပါရီပြီးတော့အဲ့ဒီကိစ္စကိုဘယ်သူမှလွယ်လွယ်ပြောပြလို့မရဘူးဆိုတာကိုလည်းသိပါရီဘုံကအဲ့ဒါကိုကြားတော့အရင် m ရဲ့ video file ကိုဖြန့်ပြလိုက်ပါရီ video ထဲမှာ m က မာကိုစီယာရာဆိုတဲ့လူကိုရှင်းကိုင်းထားတဲ့ဇာတ်တွေပါပါတယ်ပြီးတော့ဘုံကိုအဲ့လူရဲ့ဇာပနာကိုသွားဖို့လဲမှားထားပါသေးတယ်အဲ့ဒါကဘုံအစပိုင်းမှာပြစ်မှတ်ကိုလိုက်လံရှင်းလင်းခဲ့တဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်ဘုံကအဲ့ဒီဗီဒီယိုကို if ကိုပြပြီးရဲ့နောက်မှာနောက်ထပ်အကူအညီတစ်ခုကိုထပ်မံတောင်းပါတယ် the bell king အကြောင်းကိုစုံစမ်းပေးဖို့တပြောပါတယ်ဘုံကမက္ကဆီကိုမှာချောင်းနာထောင်တုန်းကဒီအချက်လက်ကိုရခဲ့တာဖြစ်ပါတယ် if ကအစပိုင်းမှာတော့တိတ်ပြီးတော့မကူညီခြင်းမအောင်ဘာလို့လဲဆိုတော့ဒါကို m ကခွင့်ပြုမှာမဟုတ်လို့ပါပဲ ဒါမဲ့ if ကဒါအရင်မှအရေးကြီးတဲ့ကိစ္စတခုဖြစ်မယ်လို့တွေးပြီးတော့ဘုံကိုကူညီဖို့အတွက်ပဲဆုံးဖြတ်လိုက်ပါတော့တယ်။မနေ့ရောက်တော့ဘုံက Q ရဲ့သူတည်နာဌာနကိုသွားပါလေ။သူအဲ့ဒီကိုသွားတဲ့အကြောင်းရင်းကတော့ M က Q ကိုဘုံရဲ့သွေးထဲကို smart blood ဆိုတဲ့နာနိုနည်းပညာအသက်ကိုထည့်ပေးဖို့ပြောထားလို့ပါပဲ။အဲ့ဒီအရာကဘုံဘက်မှာရှိတယ်လဲဆိုတာသူတို့သိနိုင်အောင်လုပ်ပေးမှာဖြစ်ပါပြီ။ပြီးတော့ Q ကဘုံကိုပစ္စည်းအမျိုးမျိုးပေးရမှာလည်းဖြစ်ပါပြီ။ Q ကဘုံကိုသူ့လုထားတဲ့အဆင့်မြင့်ကားကိုပြပါပြီ။ အစားကတော့ဘုံအတွက်ပါပဲဒါပေမဲ့မက္ကဆီကိုမှာဖြစ်ခဲ့တဲ့ကိစ္စအကြောင်းမလို့အဲ့ဒီကားကို agent 009ကိုလွှဲပြောင်းပေးလိုက်ရပါတယ်ခြီဝဘုံနှစ်သိမ့်တဲ့အနေနဲ့နိုင်တလုံးပေးလိုက်ပါတယ်နိုင်ကလည်းရိုးနိုင်တော့မဟုတ်ပါဘူးဗျချိန်ကြိုင်ဘုံနိုင်ဖြစ်ပါတယ်ဘုံကအခုချိန်မှာသူပဲသွားသွား MI6 ကသူ့နေရာကိုတီးရမှာဆိုတော့သူ့ရဲ့တီးနေရာကိုဖျောက်ထားပေးဖို့အတွက်ခီကိုတောင်းဆိုလိုက်ပါတယ်ခြီကတော့အန်ခိုင်းတဲ့အတိုင်းလောက်ရတာမလို့ဘုံကမကူညီခြင်းမိမဲ့လေ Smart Blogger နောက်ထပ်48နာရီအတွင်းမှာအလုံးမလုံးသေးဘူးလို့ပြောလိုက်ပါတယ် အေဂျင့်009ကကားကိုလာယူတဲ့အချိန်မှာကားကကားကိုတောင်နေကနေပျောက်သွားခဲ့ပါတယ်ဒါကတခြားလူရဲ့လက်ချက်မဟုတ်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာဘုံကအဲ့ဒီကောင်မောင်းပြီးတော့ရောမမျိုးရောက်နေလို့ပါပဲဘုံကသူရင်ကရှင်ခဲ့တဲ့မာကုရဲ့ဇာပနာကိုတက်ရောက်ဖို့တက်လာခဲ့တာပါဇာပနာကိုလာတဲ့လူတွေကပြန်သွားတဲ့အချိန်မှာမိမငလေးတယောက်ပဲကြံမာတော့တယ်ဘုံကအဲ့ဒီမိမငလေးစီကိုရှောက်သွားပြီးတော့စကားစာပြောပါတယ်ဒါမဲ့သူမခင်မုန်းတဲ့ဆုံးသွားလို့ဝမ်းနဲ့ပူဆွေးနေတဲ့အတွက်ဘုံကိုတိတ်ပြီးတော့ပကြီးပါဘူး ပြီးတော့စကားပြောနေတုန်းမှာယောက်ျားနှစ်ယောက်ကသူ့မောက်လိုက်ခေါ်ဖို့ရောက်လာပါတယ်။အဲဒါကြောင့်သူမအဲ့ဒီယောက်ျားအင်းနဲ့ပြန်သွားပြီးတဲ့နောက်မှာသူမအင်းကိုရောက်တော့အယံဝဲနေပြီးတော့ကြောက်လန့်ကြာဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီယောက်ျားနှစ်ယောက်ကသူ့မောက်တတ်တော့မလို့ပါပဲ။အဲဒီအချိန်မှာပဲဘုံကရောက်လာပြီးတော့ယောက်ျားနှစ်ယောက်စလုံးကိုရှင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဘုံကသူ့အသက်ကယ်ခဲ့တဲ့လူစီဆိုတဲ့မိန်းမကိုဖဲကင်းချောင်းဘာတိလဲလို့မေးပါတယ်။လူစီကအဲ့တော့ကြာတော့ဘုံကအဖွဲစည်းရဲ့ကြောက်စရာကောင်းတာကိုမသိဘူးလို့ပြောပါတယ်။ဒါမဲ့ဘုံက သူမတက်ကိုကဲခဲ့လို့ဟိုတယ်တစ်ခုရဲ့နာမည်ကိုပြောပြလိုက်ပြီးတော့ဒီညနေ9:00နာရီမှာအဖွဲ့ကြီးကအဲ့ဒီဟိုတယ်မှာသူမယောက်ျားနေရာမှာအစားထိုးမဲ့လူကိုရွေးဖို့အစည်းအဝေးလုပ်ကြမယ်လို့ပြောပြလိုက်ပါပြီ။ဘုံကအဲ့ဒီအကြောင်းသိတော့လူစီကိုလုံးကြံမဲ့ NA ကနေကာဝယ်ပေးဖို့အတွက်တန်မတ်ကိုဆက်သွယ်ပြီးတော့လာကဲထုတ်ခိုင်းမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာဘုံကလူစီပြောတဲ့ဟိုတယ်ကိုသွားပါပြီ။သူဟိုတယ်ကိုရောက်တဲ့အခါမှာတော့မက္ဆီကိုမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လူများပြားအစည်းအဝေးလုပ်နေကြပါတယ်။ အဲလိုတွေကနိုင်ငံတွေကို တိုက်ခိုက်ဖို့အတွက်အစီအစဉ်ရှိတဲ့ပုံလေးရပါပြီ။ဒါပေမဲ့မက္ဆီကိုတိုက်ခိုက်ဖို့တာဝန်ယူထားတဲ့မာဂိုစီအာရာကအရင်ရှင်းခံလိုက်ရလို့အစီအစဉ်ကိုဆက်လုပ်နိုင်မှုအတွက်သူတို့ကတဖဲကင်းအစီအစဉ်မှာအားနည်းချက်ဖြစ်နေတဲ့လူကိုရှင်းဖို့လိုအပ်ပါပြီ။အဲလိုမျိုးဖြစ်လာတော့ယောက်ျားတစ်ယောက်ကဒီတာဝန်ကိုယူဖို့အတွက်တောင်းဆိုပါပြီ။ဒါပေမဲ့လူတယောက်ကမာကိုရဲ့နေရာကိုဘယ်သူစိန်ခေါ်ခြင်းလဲလို့မေးလိုက်တဲ့အချိန်မှာရုတ်တရက်အီယာမကိုလုံးကြီးနဲ့ယောက်ျားတယောက်ဝင်လာပြီးတော့သူကမာကိုရဲ့တာဝန်ကိုယူဖို့တောင်းဆိုတဲ့ယောက်ျားကိုရဲဆက်ဆက်ရှင်းလိုက်ပါတယ် အဲဒီနောက်မှာတော့အားလုံးရဲ့ခေါင်းဆောင်ဖြစ်တဲ့ Frank Over Hauser ကချောင်းနှားထောင်နေတဲ့ဘုံကိုရုတ်တရက်နှုတ်ဆက်လိုက်ပါပြီ။ပြီးတော့သူကသူ့ရဲ့လူတွေကိုဘုံကိုဖမ်းခိုင်းလိုက်ပါပြီ။ဘုံကအဲ့လူတွေကိုတိုက်ခိုက်ကာဟိုတယ်ကနေပြီးတော့ခုံချလိုက်ပြီးတော့ကားမောင်းကထွက်ပြေးသွားပါပြီ။ဒါပေမဲ့ Mr. Hiss ဆိုတဲ့အယာမလူသက်သမားကကားမောင်းပြီးတော့လိုက်လာပါသေးတယ်။ပြီးတော့အဲ့လူရဲ့ကားမောင်းကျွမ်းကျင်မှုကလည်းဘုံထက်မညံ့ပါဘူး။အဲအကြောင်းပဲဘုံကဘလောက်ပဲကားမောင်းပြီးတော့ရှောင်ပြေးရှောင်ပြေးမစ္စတာဟစ်ကိုလွတ်အောင်မလုပ်နိုင်ပါဘူးဘုံမှလည်းတခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မြေကမ်းဘေးကိုကားမောင်းပြီးတော့ရှောင်ပြေးရပါတော့တယ် ဘုန်းကမစ္စတာဟစ်စီကနေရှောင်ပြင်းနေတော့မှာ if ကိုပြန်လဲဆက်သွယ်ပြီးတော့ pelgin ကြောင်းဘလောက်ထိစုံစမ်းပြီးပြီလဲလို့မေးပါတယ် if ကလည်း pelgin ကဘာတူလဲဆိုတာသိပြီလို့ပြန်ဖြေပါတယ် pelgin ဆိုတာကတခြားသူတော့မဟုတ်ပါဘူးအရင်ပိုင်းနေမှာတော့ဘုန်းကိုလိုက်ပြီးတော့ဒုက္ခပေးခဲ့တဲ့မစ္စတာ white ဆိုတဲ့လူပဲဖြစ်ပါတယ်ပြီးတော့ if ကမစ္စတာ white ရဲ့နောက်ဆုံးတွေ့ခဲ့တဲ့နေရာကိုဘုန်းစီကိုပို့ပေးလိုက်ပါတယ်ဘုန်းကနောက်ထပ်လူတစ်ယောက်ဖြစ်တဲ့ front over hauser ရဲ့မသေးခင်နဲ့တေးပြီးသွားတဲ့ file ကိုရှာကြည့်ပြီးဖို့အတွက် if ကိုထပ်မံပြီးတော့ပြောလိုက်ပါတယ် တချိန်နှင်းမှာပဲမစ္စတာဟစ်စီကနေရှောင်ပြေးခဲ့တဲ့ဘုံးကကျူတက်ဆင်ပေးထားတဲ့အထူးပစ္စည်းကိုအသုံးပြုပြီးတော့မစ္စတာဟစ်ရဲ့ကားကိုဖျက်ဆီးလိုက်ပါတယ်။ပြီးတော့သူကကားရဲ့ထိုင်ခုံကိုအသုံးပြုပြီးတော့ကားမြစ်ထဲမှာကြခင်မှာထွက်လာနိုင်ခဲ့ပါတယ်။အဲဒါကြောင့်နောက်ဆုံးမှာဘုံးကမစ္စတာဟစ်ရဲ့လိုက်လံဖမ်းဆီးခြင်းကနေပြီးတော့လွတ်မြောက်လာနိုင်ခဲ့ပါတယ်။ဒါမဲ့သူဒီမှာပြဿနာရှာခဲ့တဲ့တဲ့င်းကမက်စ်ရဲ့9အိုင်းစီမံကိန်းနဲ့ပတ်သက်ပြီးနိုင်ငံတကာအစည်းအဝေးလုပ်နေတဲ့ MC ကိုရောက်သွားပါတယ်။9အိုင်းစီမံကိန်းကိုအတည်ပြုဖို့အတွက်အစည်းအဝေးမှာသဘောမတူတဲ့လူတွေရှိနေတဲ့အတွက်စီမံကိန်းကိုစတင်ဖို့အတွက်အမိန်မပေးရသေးပါဘူး။ 007ကရောမမျိုးမှာလုပ်ခဲ့တဲ့ကိစ္စကို M ကသိတော့ Q ကိုဆက်သွယ်ပြီးတော့ဘုံပင်မှာလေဆိုတာစစ်ဆေးခိုင်းပါတယ်။ Q ကစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ဘုံကဩစတြေးလျကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်။တပတ်မှာတော့ဘုံက Mr. White ရဲ့လုံခြုံတဲ့အိမ်ကိုရောက်နေပါပြီ။ဘုံကအိမ်ကိုပတ်ပြီးတော့စစ်ဆေးကြည့်ပြီးတဲ့နောက်မှာမြေအောင်ခန်းထဲမှာပုန်းနေတဲ့ Mr. White ကိုတွေ့လိုက်ရပါတယ်။ရန်သူဟောင်းနှစ်ယောက်ပြန်တွေ့ရတဲ့ချိန်မှာဘုံက Mr. White ကိုတိုက်ခိုက်ဖို့မဟုတ်ပါဘူး။ Frank ကိုဘယ်မှာရှာတွေ့နိုင်လဲဆိုတာ Mr. White ကိုမေးဖို့အတွက်လာခဲ့တာပါ။အခုချိန်မှာ Mr. White ကဖုန်းကနေပါလာတဲ့ ဘယ်လ်ဂျီယံအစိတ်မိထားအောင်မလို့နောက်ထပ်ရန်နင်းလောက်ပဲအသက်ရှင်နိုင်တော့မှာဖြစ်ပါပြီ။ Frank ရဲ့ကြောက်စရာကောင်းတာကိုလည်းသိတဲ့ Mr. White ကအစာပိုင်းမှာသူသိတဲ့အကြောင်းတွေကိုမပြောချင်ပါဘူး။ဘာလို့လဲဆိုတော့ Frank မှာသူလိုထားတဲ့မမြင်နိုင်တဲ့မျက်စိနဲ့နားတွေကနေရာတိုင်းမှာရှိတယ်ဆိုတာကိုသူသိလို့ပါ။ဒါပေမဲ့လည်းဘုန်းက Mr. White ဘာလို့လိုက်လံဖန်းစီခံနေရလဲဆိုတာကိုမေးရချင်းမှာသူတို့နှစ်ယောက်အဲ့ဒီအကြောင်းကိုပြောတော့ဘုန်းကမစ္စတာဝက်ကတစုံတစ်ယောက်ကိုကာကွယ်နေတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒါကသူ့ရဲ့သမီးပဲဖြစ်ပါတယ်။ မစ္စတာဝိုက်ကသူသမီးရဲ့သူ့ထက်ပါနေတယ်ဘလို့ပုံးရမလဲဆိုတာသိတယ်အဲဒါကြောင့်ဘုံကသူမကိုရှာတွေ့နိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်မစ္စတာဝိုက်ကသူသမီးရှိတဲ့နေရာကိုပြောပြမယ်ဆိုရင်ဘုံကသူ့ကိုကာကွယ်စောင့်ရှောက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်ပြီးတော့ဘုံကမစ္စတာဝိုက်သူ့ကိုမယုံရင်ပြစ်တက်လိုက်လို့ရအောင်တနက်ကိုပေးလိုက်ပါတယ်နောက်ဆုံးမှာတော့မစ္စတာဝိုက်ကလည်းဘုံကိုယုံသွားပြီးတော့သူသမီးကိုရှာတွေ့ပြီးတော့ကာကွယ်ပေးနိုင်မယ်ဆိုရင်သမီးရဘုံကိုအမေရိကန်စီကိုခေါ်သွားပေးလိမ့်မယ်သူသမီးကအမေရိကန်ကိုတည်ရလို့ပြောလိုက်ပါတယ် ောက်ဆုံးမှာတော့မစ္စတာဝိုက်ကသူ့ရဲ့သမီးကိုဟော့ဖနာစီးကန်းမှာရှာကြည့်ဖို့ပြောလိုက်ပြီးတနက်ကိုမောင်းတင်လိုက်ကသူ့ရဲ့ဝေဒနာကိုပပျောက်သွားအောင်လို့သူကိုယ်တိုင်ပဲလှုပ်လိုက်ပါတော့တယ်။ဘုန်းကသူ့လိုချင်တဲ့အရာကိုရပြီးတဲ့နောက်မှာတော့မစ္စတာဝိုက်ပြောခဲ့တဲ့စီးကန်းကိုသွားပါတယ်။အဲ့လိုနဲ့သူစီးကန်းကိုရောက်တော့မစ္စတာဝိုက်ရဲ့သမီးဖြစ်တဲ့ဒေါက်တာမဒါလင်ဆိုးနဲ့ကုသမှုခံယူမဲ့လူနာဖြစ်ဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့မေဒါလင်ကသူ့ဖေကဘုန်းကိုဒီကိုလှုပ်လိုက်တာကိုသိတော့သူမအဖေကိုမုန်းတဲ့စိတ်တွေရှိနေတဲ့အတွက်ဘုန်းကိုချက်ချင်းပဲထွက်သွားခိုင်းခဲ့ပါတယ်။ ပြီးတော့သူမကဘွန်တောင်းဆိုတဲ့အကူအညီကိုလည်းမပေးပါဘူး။ဘုံကသူမကိုကာကွယ်ပေးရမယ်လို့ဘလောက်ပဲပြောပြောမေတာလင်းကအကူအညီမပေးဘူးလို့ပဲပြောပါရီ။ဘုံကသူမစိတ်ပြောင်းအောင်စောင့်နေတုန်းမှာ Q ကချီရခံပြီးတော့ဒီကိုရောက်လာပါရီ။ Q ကဘုံကိုချက်ချင်းလန်နယ်ကိုပြန်ခိုင်းပါရီ။ဘုံတော့မပြန်ရင်သူနဲ့ဘုံနှစ်ယောက်စလုံးကအမ်းမြက်အပြစ်ပေးတာကိုခံရလိမ့်မယ်လို့ Q ကပြောပါရီ။ Q ကအိမ်လာကပေးရမှာရှိနေသေးပြီးတော့ကြောင်လေးလည်းမွေးထားရတဲ့အတွက်သူကအလုံးပြုတ်ချင်သေးဘူးလို့လည်းပြောလိုက်ပါရီ။အဲဒါကြောင့် Q ကဘုံကိုအမြန်ဆုံးပြန်ခိုင်းပါရီ။ ဘုံက Q ကိုပြန်မယ်လို့ဂရီပေးလိုက်ပြင်မယ်အဲ့ဒီအချိန်မတိုင်ခင်မှာသူက Q ကိုနောက်ထပ်အကူအညီတစ်ခုတောင်းလိုက်ပြီးတော့ဒါပြီးရင်တော့ဝင်မပါနဲ့တော့လို့ပြောလိုက်ပါလိမ့်ဘုံကမာကုစီယာယူလာတဲ့လက်စွပ်ကို Q ကိုစစ်ဆေးခိုင်းမှုပါပဲ Q ထွက်သွားပြီးရဲ့နောက်မှာတော့ဘုံကမစ္စတာဟင်းနဲ့သူ့ရဲ့လူတွေမဒါလင်ကိုဖမ်းခေါ်သွားတာကိုမြင်လိုက်တော့ကဲဖို့အတွက်အ мян ပြေးသွားပြီမယ်လေကားကမောင်းထွက်သွားပြီမလို့မမီလိုက်တော့ပါဘူးအဲ့ဒါနေပဲဘုံကဘသူရဲ့ဟဲ့ရင်မှမတိခိုးပြီးတော့မစ္စတာဟစ်တို့နောက်ကိုလိုက်သွားခဲ့ပါလိမ့်ဘုံကအဲ့ဒီရဲ့ဟဲ့ရင်နဲ့မစ္စတာဟစ်တို့ရဲ့ကားတွေကိုတိုက်လိုက်တာကြောင့်မလို့ တစည်းရပောက်ကွဲသွားခဲ့ပြီးတော့ကြံတစည်းရတော့မောက်သွားခဲ့ပါပြီ။အဲအားကြောင့်နောက်ဆုံးမှဘုံကမေတာလင်းကိုကယ်တင်လိုက်နိုင်ခဲ့ပါပြီ။ကားပောက်ကွဲမှုကြောင့်မလို့မစ္စတာဟေးရဲ့လူတွေအားလုံးသေသွားကြခဲ့ပြီးတော့မစ္စတာဟေးရောက်တာအသက်ရှင်ကျန်ခဲ့ပါပြီ။တပတ်မှလည်း Q ကဘုံပေးထားတဲ့လက်စွပ်ကိုစစ်ဆေးကြည့်နေပါပြီ။အလုံးနဲ့စစ်ဆေးပြီးရနောက်မှာတော့အဲဒီလက်စွပ်ကအရင်ပိုင်းနေ့မှာပါခဲ့တဲ့ Lee Chief Dominic Green စေးဘာတို့အားလုံးနဲ့ဆက်ဆက်နေပြီးတော့ Friend Over Hauser ကအာနာအားလုံးကိုချုပ်ကင်ထားတဲ့သူဖြစ်နေတာကိုသိလိုက်ရပါပြီ။ ဒါပေမဲ့ KU ကအဲ့ဒီအချက်လက်ကိုစစ်ဆင်းနေတုန်းမှာလူနှစ်ယောက်ကသူ့ကိုရှင်းပြဖို့တော့လုံးကြပါပြီ။ကန်ကောင်းစွာနဲ့ပဲ KU ကလူများကြားကနေလူသက်သမားနှစ်ယောက်စီကနေရှောင်ပြေးနိုင်ခဲ့ပြီးတော့အခန်းကိုပြင်ရောက်လာခဲ့ပါပြီ။မကြခင်မှာပဲဘုံကမက်ဒါလင်ကိုခေါ်လာပြီးတော့ QC ကိုရောက်လာခဲ့ပါပြီ။သူတို့တရအချိန်မှာ KU ကမာကို၊လီချီဖ်၊ဒိုမီနစ်ဂရင်းနဲ့ဆေးဗားတို့အားလုံးကတပွဲတည်းဖြစ်ပြီးတော့သူတို့အားလုံးကိုချုပ်ကင်ထားတဲ့လူက Front Over Hauser ဖြစ်ကြောင်းပြောပြလိုက်ပါပြီ။ ဘုံကသူတို့အဖွဲ့အစည်းရဲ့နာမည်ကိုတိလားလို့ Q ကိုမေးလိုက်တော့ Q ကမသိဘူးလို့ပြောလိုက်တဲ့အချိန်မှာ Madeline ကအဖွဲ့နာမည်က Spectre ဖြစ်ကြောင်းပြောလိုက်ပြီးသူမရဲ့ဖေကလည်းအဲ့ဒီအဖွဲ့ဝင်ဖြစ်ကြောင်းပြောလိုက်ပါရီအခုချိန်မှာ Friend ရဲ့အဖွဲ့အစည်းကနိုင်ငံတွေကိုတိုက်ခိုက်နေရကြောင်းမလို့ Q ကဘုံကို Friend တို့အဖွဲ့တီနီယာကိုရှာနိုင်ဖို့တခုရဲသောလမ်းစာဖြစ်တဲ့ American ဆိုတဲ့လူကိုအမြန်ဆုံးရှာဖို့နောက်ကျသွားမယ်ဆိုရင်တော့လူတွေအများကြီးတေလိမ့်မယ်လို့ပြောပါရီအဲ့ဒီအချိန်မှာ Madeline ကအမေရိကန်ဆိုတာကလူနာမည်မဟုတ်ဘဲနဲ့နေရာတစ်ခုသာဖြစ်ကြောင်းပြောလိုက်ပါရီ ောက်တစ်ခါမှတော့မေဒါလင်ကဘုန်းကိုအမေရိကန်ဆိုတဲ့နေရာကိုခေါ်သွားမှာ။တကယ်တော့အမေရိကန်ဆိုတာကဟိုတယ်တစ်ခုရဲ့နာမည်ပဲဖြစ်နေခဲ့ပါတယ်။အဲဒီဟိုတယ်ကတော့မေဒါလင်ရဲ့အဖေမစ္စတာဝိုက်အမေးလာနေကြနေရာဖြစ်ပါတယ်။အမှသူတို့ဟိုတယ်ကိုရောက်တော့မစ္စတာဝိုက်ကဒီမှာဘာရီဖွက်ထားလဲဆိုတာကိုသိကျင်လို့အခန်းတစ်ခုလုံးရှာပါတယ်။ဒါမဲ့ဘုန်းကဘလောက်ပဲရှာရှာမစ္စတာဝိုက်ဖွက်ထားတဲ့အရက်ပလင်းတစ်လုံးပဲတွေ့ပါတယ်။ပြီးတော့မေဒါလင်ကသူမရဲ့အဖေနဲ့မပတ်သက်ချင်တော့တဲ့အတွက်အဆက်အသွယ်ဖြတ်နေကြတာတော့မှအဖေမသိခင်မှာဘုန်းကိုသူမစီလွတ်လိုက်သေးတာကြောင့်မလို့ တတော်ဆိုးရဲ့ဘွားပဲလို့ပြောလိုက်ပြီးတော့ဝိုင်းုံလဲတောက်ထားတဲ့အရှိန်နဲ့မူးလာတာမလို့အဲ့ရဝင်လိုက်ပြီးတော့ဘုန်းကတော့သူ့မောက်ကိုစောင့်ရှောက်ပေးနေခဲ့ရပါတယ်။ဘုန်းထိုင်နေတုန်းကကြွတဲ့ကောင်ကနေရံမှာရှိနေတဲ့အပေါက်ထဲကိုဝင်သွားတော့တရီထားမိလိုက်ပါတယ်။အဲ့အောင်မြင်တော့ဘုန်းကချက်ချင်းပဲနေရံကိုဖြိုချပစ်လိုက်ပါတယ်။ဘုန်းကနေရံကိုဖွင့်လိုက်တဲ့အချိန်မှာတော့မစ္စတာဝက်အရင်ကလှုပ်ခဲ့တဲ့အရာတွေကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒီအရာက friend နေရာကိုရှာဖွေလာပါပြီ။မစ္စတာဝက်ကသူ့ရဲ့မပြီးသေးတဲ့ရှာဖွေမှုကိုဘုန်းဆက်လက်ပြီးတော့ရှာဖွေစေချင်တာဖြစ်ပါတယ်။ တပတ်မှလည်း M ကဖြစ်ပျက်နေတဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့ပြဿနာကြီးကြုံတွေ့နေရပါတယ်။အဲ့ဒီပြဿနာက Max ရဲ့ 9i စီမံကိန်းကိုနိုင်ငံတကာကအတည်ပြုလိုက်တာပါပဲ။ပြီးတော့ MIC ရဲ့ Agent 00 Program ကိုလည်းဖျက်သိမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အရင်က Max က MI6 ကိုစောင့်ကြည့်နေတဲ့အတွက် M က007 agent ဘုံကိုမထိန်းချုပ်နိုင်ဘူးဆိုတော့သိပါရီအဲအကြောင်း agent 00 program ကိုဖျက်သိမ်းလိုက်တာပါတပတ်မှလည်းဘုံတို့က friend engineer ကိုတီးပြီးတဲ့အခါမှာ သူတို့နောက်ကယထားစီးပြီးတော့ Mr. White Frank ကိုခြေရာခံထားနေအောင်တွားနေကြပါတယ်။ခီးတွားနေတော့မှ Madeline ကိုကာဝေဖို့အတွက်တာဝန်ရှိတဲ့ဘုံကသူမနဲ့အဲ့ဒီအကြောင်းလေးကိုစကားပြောနေပါတယ်။ပြီးတော့ဘုံကသမကို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 ကာဝေဖို့အတွက်တနတ်လက်ပေးလိုက်ပါတယ်။ Madeline ကတနတ်နဲ့တိတ်ပြီးတော့အဆင်မပြေပါဘူး။ဘာလို့လဲဆိုတော့ငွေတုံးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့စိတ်တန်ရာထားလိုပါပဲ။ဒါမဲ့နောက်ဆုံးမှသမကလုံခြုံရေးအတွက်တနတ်ကိုယူလိုက်ပါတယ်။အဲ့ဒီနောက်ညဘက်မှာသူတို့နောက်ကညစာအတူတူစားကြပါတယ်။သူတို့နောက်ကပျော်ရွှင်စွာနဲ့စားနေတော့မှ မေဇာဟစ်ကရုတ်တရက်ပေါ်လာပြီးတော့စပွဲကုံကိုကန်ကဖျက်ဆီးပစ်လိုက်ပါရီဘုံကိုအယံမုံနဲ့မေဇာဟစ်ကဘုံကိုအဆက်မပြတ်တိုက်ခိုက်ပါရီကိုလုံးကြီးပြင်းအင်အားကြီးတဲ့မေဇာဟစ်ကိုဘုံကဘာဆိုဘာမှပြန်မလုပ်နိုင်ပါဘူးမက်တာလင်ကကူညီဖို့ကြိုးစားပေမဲ့လည်းသူမှလည်းအဲ့ဒီအေယာမလူဘလူးကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါရီမေဇာဟစ်ရဲ့တိုက်ခိုက်တာကိုခံနေရတဲ့ဘုံကအသက်မသေးအောင်အစွမ်းကုန်ခုခံနေရပါရီနောက်ဆုံးမှာတော့ဘုံကမစ္စတာဟီရဲ့အားကိုမရှင်နိုင်တော့တဲ့အတွက်အဆုံးသက်တော့မဲ့အခြေအနေမှာမက်တာလင်ကရောက်လာပြီးတော့တနက်နေ့ပြက်ကကူညီပေးလိုက်ပါရီ မဒါလင်ဖန်တီးပေးလိုက်တဲ့အခွင့်အရေးကိုဘုန်းကကောင်းကောင်းအသုံးချပြီးတော့အနားမှာရှိတဲ့ကျိုးကိုယူပြီးတော့မစ္စတာဟိရဲ့လက်ပင်းမှာပတ်ချီပေးလိုက်ပြီးတော့ကျိုးရဲ့နောက်တစ်ဖက်ကိုတန်ဘုံနဲ့ချိတ်လိုက်ပြီးတော့တန်ဘုံတွေကိုယထားပေါ်ကနေပြုတ်ကြအောင်ကန်ချလိုက်တဲ့အခါမှာတော့မစ္စတာဟိလည်းပဲကျိုးဆွဲရနောက်ကိုပါသွားပြီးတော့ယထားပေါ်ကနေပြီးတော့ပြုတ်ကျသွားခဲ့ပါရီအဲ့ဒီမှာနှစ်ယောက်သားကအကြောက်လန့်အန်နီတွေကိုအတူတူဖြတ်ကျော်ခဲ့ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်စံကြီးကတိုးတက်လာခဲ့ပါရီအဲအကြောင်းအိညာလေးကတော့ပျော်ရွှင်စရာညာလေးတညဖြစ်လာခဲ့ပါရီ ောက်တစ်နေ့မှာသူတို့နှစ်ယောက်နေရာတစ်ခုရောက်သွားခဲ့ပါတယ်။အဲဒီနေရာကလူသူကင်းမဲတဲ့နေရာမှာရှိတဲ့ယထာဘူတော်ပဲဖြစ်ပါတယ်။ဘယ်ဘက်ကိုပဲကြည့်ကြည့်အဆောက်အုံဆိုလိုဘာဆိုဘာမှမတွေ့ရပါဘူး။ဒါမဲ့ခဏလောက်စောင့်နေပြီးရဲ့နောက်မှာ Frank ကဘုန်းတို့ရောက်လာမယ့်အကြောင်းတီးပိတာဖြစ်တဲ့အတွက်သူ့ရဲ့လူတွေကိုလွတ်ပြီးတော့ဘုန်းတို့ကြိုလာခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘုန်းနဲ့မဒါလင်တို့က Frank နဲ့တွေ့ခဲ့ကြပါတယ်။သူတို့သုံးယောက်တွေ့တဲ့အချိန်မှာသူတို့အားလုံးကဆက်ဆက်မှုတွေရှိတဲ့ပုံလိုရပါတယ်။ friend နဲ့ medalin ရဲ့ဈာမှာကြတော့အဖြစ်ဖြစ်သူ Mr. White က ဖရန့်အတွက်အချိန်ကြာကြီးအလုပ်လုပ်ပေးခဲ့ပါရီပြီးတော့ဖရန့်မစ္စတာဝိုက်ရဲ့အိမ်ကိုသွားနေတော့မက်ဒါလင်ကိုမကြာခဏတွေ့ရလေရှိပါရီအဲဒါကြောင့်ဖရန့်ကမက်ဒါလင်ကိုသဘောကျနေပုံရပါရီဘုန်းနဲ့ဖရန့်ကတကယ်တော့ညီကိုတော်ဆက်တယ်လို့ပြောရမှာဖြစ်ပါရီဘာလို့လဲဆိုတော့ဘုန်းရဲ့မိဘအရင်းနဲ့အသက်ခံခဲ့ရတဲ့အချိန်မှာဖရန့်ရဲ့အဖေကကလေးလေးဘုန်းကိုခေါ်ယူမွေးစားခဲ့လို့ပါပဲဒါပေမဲ့အဲ့ဒီအချိန်တုန်းကဖရန့်နဲ့သူ့ရဲ့အဖေကတောင်းတက်နေတုန်းမှာနှေးမုံနိုင်မိပြီးတော့အဲ့ဒီမှာပဲတေးဆုံသွားခဲ့တယ်လို့ဘုန်းကသူ့နှစ်ယောက်ကိုတေးသွားပြီလို့လည်းယုံကြည်ထားခဲ့ပါရီ အဲ့ဒါကြောင့် friend အသက်ရှင်နေသေးတယ်ဆိုတာကိုသိတော့ तू အန်အောသွားခဲ့ပါတယ်။ဒါမဲ့သူတို့နှစ်ယောက်ရဲ့စိတ်ကူးအယူဆနဲ့သွားနေတဲ့လမ်းကြောင်းတွေကလုံးဝကိုကွဲပြားခြားနားနေတဲ့အတွက်နောက်ဆုံးမှာတော့ဘုံကပြဿနာလုံးနေခဲ့တဲ့ friend ကိုရှင်းဖို့အတွက်ဒီလိုရောက်လာခဲ့တာပါပဲ။ဒါမဲ့လည်း friend တီထောင်သားရဲ့ spider အဖွဲ့စည်းမှာအရာအားလုံးကိုရယူနိုင်တဲ့နည်းပညာတွေရှိပါတယ်။အခုထောက်လိုင်းရဲ့ဖွဲ့မှုဖြစ်တဲ့ mask ကလည်း friend ရဲ့လူပါပဲ။အဲ့ဒါကြောင့်မလို့ nine i cement gain စတင်လေပတ်နေတာက friend ကနိုင်ငံတိုင်းရဲ့အချက်လက်တွေကိုရယူနိုင်တဲ့စနစ်ဖြစ်လာမယ်လို့ဆိုလိုပါတယ်။ ပြီးတော့ဒီကိစ္စကနိုင်ငံတကာလုံခြုံရေးအတွက်အရန်ဟိုမှာအန္တရာယ်များလွန်းလာပါတယ်ဒီကိစ္စကိုအဆုံးသတ်ချင်တဲ့ဘုံကလည်း Frank ကိုဒီမှာရှင်းဖို့အတွက်တခါရေးရည်ရထားခဲ့တာပါဒါမဲ့ Frank ကသူ့ရဲ့ကဘာကိုဘုံဖြက်စည်းခဲ့တယ်လို့ဘုံရဲ့ဘဝကိုလည်းသူဖြက်စည်းမယ်လို့ပြောလိုက်ပြီးတော့ဘုံနဲ့ပတ်သက်နေတဲ့လူတွေအားလုံးကတကယ်ပဲမတော်တဆတေးဆုံးသွားရလူများထင်းနေရလားလို့ပြောလိုက်ပါတယ်တကယ်တော့ဘုံရဲ့နာကျင်မှုတွေရဲ့နောက်ွယ်ကအရာအားလုံးကိုကြိုးကင်နေတဲ့လူကတော့ Frank ပဲဖြစ်နေခဲ့ပါတယ် Frank က ဘုံမစ္စတာဝိုက်စီကိုတွားရုံက CCTV ကိုဖွင့်ပြလိုက်တော့မဒါလင်းကသူ့ဖေကိုတေးစီတဲ့လူကဘုံဆိုတာကိုတီးသွားခဲ့ပါတယ်။နောက်ဆုံးမှဘုံကို Frank ကဖမ်းချုပ်ထားလိုက်ပြီးတော့ပျော်ရွှင်စွာနှိပ်စက်ကစားနေပါတယ်။ Frank ကဘုံရဲ့အမတ်တရားတွေအားလုံးကိုဖျက်ဆီးပစ်ဖို့အတွက်ယူရထားခဲ့တာပါ။ဘုံဘက်ကသူဖြစ်ပျက်ခဲ့မှုရဲ့အကြောင်းအရာတွေကိုမမမိအောင်လုပ်ဖို့ပါပဲ။ပြီးတော့ Frank ကဘုံအခုချင်းနေတဲ့မိန်းကလေးမဒါလင်းကိုပါမိသွားစေချင်ပါတယ်။ဒါမဲ့ Frank ကဘုံကိုနှင်းပန်းနှိပ်စက်ပြီးပျော်ရွှင်နေတော့မှပဲ ဘုံကသူ့ရဲ့လက်ပနာရီကိုချွတ်လိုက်ပြီးတော့အိမ်နာရီနဲ့တခုခုလှုပ်ချင်နေတဲ့ပုံရပါပြီ။ Frank ကဘုံရဲ့အမတ်တရားတွေကိုဖျက်ပြတော့မှောက်ကြည့်နေတဲ့ Madeline ကနောက်ဆုံးမှာတော့သူမဘုံကိုဘလောက်ချစ်တယ်လဲဆိုတာသိသွားခဲ့ပါပြီ။ Madeline ကဘုံကိုနောက်ဆုံးချိန်နှုတ်ဆက်အနမ်းပေးဖို့တက်လျှောက်သွားခဲ့ပါပြီ။ဒါမဲ့အဲ့ဒီအခွင့်အရေးကိုမှဘုံကအသုံးချပြီးတော့ Q ပေးထားခဲ့တဲ့ဘုံနာရီကို10မိနစ်အချိန်တက်မှတ်ကဖွင့်လိုက်ပြီးတော့ Madeline ကိုသူကင်ထားတဲ့လက်ပနာရီအကြောင်းကိုတိုးတိုးလေးပြောပြလိုက်ပါတယ်။ Madeline ကအဲ့ဒီအကြောင်းကိုသိတော့နာရီကိုယူလိုက်ပြီးတော့ Francis ကိုပြစ်လိုက်ပါတယ်။ ဲဒီမှာချက်ချင်းပဲဘုံပေါက်ကွဲမှုဖြစ်သွားပြီးတော့ဘုံတို့ကအဲ့ဒီခွင်းကိုအုံချပြီးတော့ထွက်ပြေးလာနိုင်ခဲ့ပါတယ်ဘုံတို့ထွက်ပြေးလာတဲ့အချိန်မှာတော့ friend ရဲ့တရင်အချက်လက်နေမျိုးကိုပါဖျက်ဆီးပစ်လိုက်တာကြောင့်မလို့ friend တိစောက်ထားတဲ့အရာအလုံးကပျောက်ကွယ်သွားခဲ့ပါပြီအဲနောက်တစ်ခါမှာတော့ဘုံကမတာလင်းကိုခေါ်ပြီးတော့ m နဲ့လုံကြုံတဲ့အိမ်မှာတွေ့ဆုံဖို့အတွက်ချိန်လိုက်ပါတယ် m က if နဲ့ q တို့ကိုလည်းခေါ်လာခဲ့ပါတယ်အဲ့မှာသူတို့တွေ့နေတဲ့အချိန်ဘုံကဖြစ်ခဲ့တဲ့အကြောင်းအရာအလုံးကို m ကိုပြောပြပါတယ် ပြီးတော့ Mass နဲ့ 9i စီမံကိန်းအားလုံးက France season ထားတဲ့အရာတွေပဲဖြစ်ပါတယ်။သူတို့က 9i စီမံကိန်းကိုရပ်တန့်အောင်လုပ်ဖို့လိုအပ်ပါတယ်။အဲလိုမှမဟုတ်ဘူးဆိုရင်တော့ရှုပ်ထွေးမှုတွေကအများကြီးအများကြီးဖြစ်လာနိုင်ပါတယ်။အဲလိုနဲ့သူတို့အားလုံးကအစီအစဉ်တွေကိုစပြီးတော့ဆွဲကြပါတယ်။ Q ကိုတော့ 9i စနစ်ကိုဝင်ဟက်ပြီးတော့ပိတ်ဖို့အတွက်တာဝန်ပေးလိုက်ပါတယ်။အဲဒီဒေါ်နင်းမှလည်းသူတို့က Mass ကိုဖမ်းဖို့အတွက်တွားကြမှာပါ။အစီအစဉ်အားလုံးတိုင်ပင်ဆွေးနွေးပြီးတဲ့နောက်မှာတော့သူတို့အားလုံးကတာဝန်ကိုချက်ချင်းစတင်ကြပါတယ်။ ဒါမဲ့ဘုံထမသွားခင်မှာသူမရဲ့အဖေလိုမျိုးဘဝနဲ့မရှင်တန်လို့တဲ့မက်ဒါလင်ကသူမချစ်တဲ့ဘုံကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါ ರಿ ဘုံနဲ့အဖွဲသားတွေကမက်စကိုရှင်းဖို့တွားနေကြတဲ့အချိန်မှာအမ်နဲ့ဘုံတို့စီးနေရဲ့ကားကိုကားစီးကဝင်တိုက်လိုက်ပြီးတော့လူတစုဆင်းလာကတတိယနေတဲ့ဘုံကိုဖမ်းခေါ်သွားခဲ့ပါ ರಿ အမ်ကတော့ကံကောင်းထောက်မစွာနဲ့ပဲထွက်ပြေးလာနိုင်ခဲ့ပြီးတော့ if တို့ကားနဲ့ပြန်တွေ့ကအစီအစဉ်တိုင်းပဲမက်စကိုရှင်းဖို့အတွက်ဆက်လက်သွားခဲ့ကြပါ ರಿ အဲ့ဒီမှာအဖမ်းခံထိသွားတဲ့ဘုံကဒီလိုဖြစ်လာမယ်ဆိုတာကြိုသိနေတယ်လို့မျိုးပါပဲ ဖမ်းသွားသူတွေကဘုံကိုကားပေါ်ကနေဆင်းခိုင်းပြီးတော့တနေရာကိုခေါ်သွားဖို့လုပ်နေတဲ့အချိန်မှာဘုံကအဲ့လူတွေကိုတိုက်ခိုက်ပြီးတော့ရှင်းလိုက်ပါရီအဲ့နောက်မှာတော့ဘုံကသူ့အရှိကအစာအုပ်တွေကိုဝင်သွားခဲ့ပါရီတကယ်တော့ဘုံကအသားကြီးနဲ့အဖမ်းခံခဲ့ပြီးတော့လိုက်လာခဲ့ရတဲ့အကြောင်းရင်းကဖရန့်အသက်ရှင်နေသေးတယ်ဆိုတာကိုသူသိလို့ပါပြီးတော့သူကဒီကိစ္စကိုအဆုံးသတ်ဖို့တည်းရောက်လာခဲ့တာဖြစ်ပါရီတပတ်မှလည်းမက်စ်ကသူ့စနစ်ထဲကိုဝင်လို့မရတော့ပါဘူးဘာလို့လဲဆိုတော့အခုချိန်မှာ Q ကသူ့ရဲ့စနစ်ထဲကိုဖောက်ထွင်းဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်လို့ပါပဲ ။ M ကမက်စ်ကိုစောင့်ကြည့်ခံနေရခံစားရခက်တယ်မဟုတ်လားလို့လှောင်ပြောင်ပြောဆိုလိုက်ပါရီ။ M ကမက်စ်နဲ့ friend နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တဲ့ကိစ္စအနေနဲ့ပတ်သက်ပြီးတော့ဖမ်းဖို့ယူရထားပါရီ။ M ကအကြောင်းအရာအားလုံးကိုသိနေရဆိုပေမဲ့အခုချိန်မှာတော့ M တို့ကိုအလုပ်ထုတ်လိုက်ပြီးပြီမလို့ဘာလုပ်နိုင်မှလဲလို့မက်စ်ကပြောပါရီ။ပြီးတော့မက်စ်က M ကိုရှင်းဖို့အတွက်သူရဲ့တနက်ကိုထုတ်လိုက်ပြီးတော့ပြစ်လိုက်တဲ့အချိန်မှာတော့ M ကကြည်စံနေကိုအရင်ထုတ်ထားခဲ့တာကြောင့်မလို့အဲ့တနက်ထဲမှာကြည်လုံးဝမရှိပါဘူး။ တစ်ဖက်မှာလည်းပဲအစာအုပ်တွေကိုဝင်လာတဲ့ဘုံကဒီနေရာမှာလျှက်စစ်ပါဝါဂျိုးတွေအများကြီးဆက်သွယ်ထားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့ဘုံကအတွင်းထဲကိုဆက်လျှောက်သွားတော့သူ့ရှိမှရက်ဆောင်နေတဲ့ friend ကိုလည်းတွေ့ပါတယ်။အဲဒါကိုမြင်တော့ဘုံကချက်ချင်းပဲ friend ကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့ friend ကကြီးကမဲနောက်မှာရက်နေရပါ။ဒါကြောင့်ဘုံရဲ့ပြစ်ခတ်မှုကဘာမှအရာမတင်ခဲ့ပါဘူး။ friend ကဘုံကိုအယံမုန်းတဲ့အတွက်အခုချိန်မှာသူကမက်ဒါလင်ကိုဒီမှာဖမ်းခေါ်ထားကဘုံတွေတက်ဆင်ထားပြီးတော့ agent 007ကိုပျော်ရွှင်စွာထပ်ပြီးတော့ကစားပါတယ်။ ဖရန့်ကဘုံကိုအချိန်၃မိနစ်အတွင်းမှာပောက်ကွဲသွားအောင်ချိန်လိုက်ပြီးတော့ဘုံကသူ့ချစ်တဲ့မက်တာလင်ကိုရှာပြီးတော့ကယ်ရင်းနဲ့ဒေးမလားဒါမှမဟုတ်ကိုလိုယုံပြီးတော့ထွက်သွားပြီးတသက်လုံးနာကျင်နေမလားဆိုတာတကူကူရွေးခိုင်းထားပြီးတော့ရဟိတ်နဲ့ထွက်သွားခဲ့ပါတယ်တပတ်မှလည်းအမ်ကမက်စ်ကိုထိမ့်သိမ်းမှုအတွက်ဖမ်းခေါ်သွားတော့မယ့်အချိန်မှာမက်စ်ကတနက်ကိုအတင်းဝင်လူပါတယ်ဒါမှမဟုတ်သူတို့နှစ်ယောက်တနက်ကိုလူနေတုံးမှာဂျီဇန်ကဘေးမှာကာထားအမှန်ကိုထီသွားခဲ့ပါတယ်မက်စ်ကလည်းကိုရှိန်နဲ့ကိုထိမ့်မနိုင်သိမ့်မရဖြစ်ပြီးတော့အောက်ကိုပြုတ်ကျသွားပြီးတော့တေးဆုံသွားခဲ့ပါတယ် တပတ်ကဘုံကတော့မက်တာလင်ကိုနေရာနဲ့လိုက်ရှာနေပြီးမြရှာမတွေ့သေးရကြောင်းမလို့ဖရန့်ကိုအတော်လေးဒေါသထွက်နေပါ ರೀ ဘုံကရဟိတ်နဲ့ထွက်သွားရမဲ့ဖရန့်ကိုဒေါသတကြီးရက်ကြည့်နေတော့မှမက်တာလင်ရဲ့အတန်ကိုကြားလိုက်ရကြောင်းမလို့ရှာကြည့်တဲ့အခါမှာတော့အနာကအလုံးပေးခန်းတိတိလေးတစ်ခုထဲမှာတွေ့သွားခဲ့ပါ ರೀ အဆောင်ဘုံပေါက်ကဲပြီးတော့ပြာကြမသွားခင်မှာထွက်ပြေးနိုင်မှုအတွက်ဒီတိုင်းဆိုရင်ဘလို့မှမမီတော့တာမလို့ဘုံကမက်တာလင်ကိုပွေ့ချီပြီးတော့အောက်မှာရှိတဲ့ပိုက်ကွန်ပေါ်ခုံချလိုက်ပါ ರೀ ဘုံပေါက်ကဲသွားခဲ့ပြီးတော့အဆောင်ဦးလည်းပြိုကျသွားတဲ့အချိန်မှာတော့ဘုံတို့က စပီးဘုတ်ကိုမောင်းပြီးတော့ထွက်လာနိုင်ခဲ့ပါ ರಿ အဲဒီနောက်မှာတော့ဘုံကထွက်ပြေးသွားတဲ့ friend ရဲ့ရဟတ်ရင်နောက်ကိုလိုက်သွားခဲ့ပြီးတော့ပြစ်ခတ်နိုင်တဲ့အကွာအဝေးကိုရောက်တော့မှပဲတနက်နေ့ပြစ်လိုက်ပါ ರಿ ဘုံရဲ့ပြစ်ခတ်မှုကြောင့်မလို့ရဟတ်ရင်လည်းချုံရင်းကြက်တစ်ခုခုဖြစ်သွားခဲ့ပြီးတဲ့နောက်မှာထိမ်းမရတော့ဘဲနဲ့အောက်ကိုပြုတ်ကျသွားခဲ့ပါ ರಿ အဲဒီချိန်မှာဘုံကအရာအားလုံးကိုသူ့ဘာသာသူအဆုံးသတ်နိုင်ပါပြီဒါမဲ့နောက်ဆုံးမှာတော့ဘုံက friend ကိုမတက်ဖင်းနဲ့အသက်ချမ်းသာပြီးဖို့ရွေးချယ်လိုက်ပြီးတော့သူ့အဆောင်နေတဲ့မတာလင်စီကိုထွက်သွားခဲ့က friend ကိုဖမ်းဆီးဖို့ကိစ္စကိုတော့ m ကိုပဲဆက်လုပ်စေခဲ့ပါ ರಿ အဲ့ဒီအဖြစ်ပြက်တွေပြီးသွားရင်နောက်မှာတော့ဘုန်းက Q ရဲ့သူတေသနာဌာနကိုလာပြီးတော့သူကအပ်ထားတဲ့ပစ္စည်းတခုကို ပြန်ယူပါလိမ့်အဲ့ဒီပစ္စည်းကတော့ပြီးခဲ့တဲ့ပိုင်းမှာတော့ငါ server ဖြည့်ဆည်းခဲ့တဲ့ဘုန်းရဲ့အချက်ဆုံးကားလေးပါပဲဘုန်းကအဲ့ဒီကားလေးကိုပြန်ပြင်ခိုင်းထားခဲ့တာပါနောက်ဆုံးမှာတော့ဘုန်းကသူ့ရဲ့အချက်ဆုံးကားနဲ့သူ့ချစ်တဲ့မဒါလင်ကိုခေါ်ပြီးတော့နှစ်ယောက်တူတူနေထိုင်ဖို့ယူရထားတဲ့ဘဝစီကိုထွက်သွားနေတဲ့အချိန်မှာပဲဒီစကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျ ဟုတ်ကဲ့ပါအဲနောက်ရက်ဒီများမလေးပဲဒီလိုမျိုးရုပ်ရှင်ဇာတ်လမ်းကောင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်တို့ရဲ့ SK Story Channel လေးကိုလည်း Like and Subscribe ပြီးလုပ်ပြီးထားကြဖို့တောင်းဆိုလိုက်ပါစီခင်ဗျာအခုလိုမျိုးချိန်ပေးပြီးတော့အဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာရှင်မြန်မာပြည်သားအားလုံးပဲကျမ်းမာပြီးခင်ကြပါစီခင်ဗျာ